မင်္ဂလာပါရှင်11ရက်တန်ရဲ့မေလ2ရက်နေ့မနက်ခင်းသတင်းတိုင်းထုတ်လွှင့်မှုစီစဉ်စတင်မှာတော့မယ်ဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ကိုရီးယားနိုင်ငံရှိမြန်မာနိုင်ငံသားများအခွန်ပေးဆောင်ရာတွင်တတ်မှတ်ထားတဲ့ဝင်ငွေခွန်အားတန်ယုံရဲ့ဘဏ်ငွေစည်ရင်းတို့မေလ7ရက်နေ့မှစပြီးဓာတ်ရိုက်ပေးသွင်းရမယ်ဆိုတဲ့သတင်းနေလန်းစောကြတဲ့ပိတ်တာလင်း900ကျပ်အထိစံရင်းတွေဈေးနှုန်းရှိနေပြီမဲ့လဲစားတော်သူများတွင် စားမရှိဟုဆိုတဲ့သတင်း ဂျေရုဆလင်မြို့ကိုတော်မီများရောက်လာနိုင်တယ်လို့အစ္စရေးဝန်ကြီးချုပ်ဘီဇမင်နီတန်ရာဟုသတိပေးတဲ့တွင် UFC ချန်ပီယံဟောင်းခါဘီကအီရာရဲ့ပထမဆုံး MMA ပွဲအတွက်လေ့ကျင့်ပေးရန်ကမ်းလှမ်းနေတဲ့တွင်အဆရှိတဲ့များကိုတင်ဆက်ပြီးတော့မှာပါဥဇွန်တဲ့တဲ့ပုတ်အနေနဲ့ကိုရီးယားနိုင်ငံရှိမြန်မာနိုင်ငံသားများအခွန်ပေးဆောင်ရာတွင်တက်မှတ်ထားတဲ့ဝင်ငွေခွန်အားတန်ယုံရဲ့ဘဏ်ငွေစည်ရင်းတို့မေလ12ရက်နေ့မှစပြီးတိုက်ရိုက်ပေးသွင်းရမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကိုရီးယားနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားများခွန်ပေးဆောင်ရာတွင်သတ်မှတ်ထားတဲ့ဝင်ငွေခွန်အားတန်ယုံရဲ့ဘဏ်ငွေစည်းရင်းတို့မေလ12ရက်နေ့မှစပြီးဓာတ်ရိုက်ပေးသရမှာဖြစ်ကြောင်းကိုရီးယားနိုင်ငံစိုးမျိုးရှိမြန်မာတန်ယုံကထုတ်ပြန်ပါတယ်ထုတ်ပြန်ချက်အရပြည်ပမှာအလုပ်လုပ်ကြရရှိတဲ့မြန်မာနိုင်ငံသားများအနေနဲ့နိုင်ငံခြားငွေဖြင့်ရရှိတဲ့လောက်ဆောင်ငွေအပေါ်နေရအခွန်ပမာဏနဲ့တွက်ချက်ထားတဲ့အခွန်ပမာဏကိုပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့2023ခုနှစ်ပြည်ထောင်စုရဲ့အခွန်ကားဥပဒေကိုပြင်ဆင်တဲ့ဥပဒေအရ တရက်ဆယ်လ2023ရည်နှစ်မှာစတင်ပြီးပေးဆောင်ရမှာဖြစ်ကြောင်းဒါကြောင့်ကိုရီးယားသမ္မတနိုင်ငံသို့ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြတဲ့မြန်မာနိုင်ငံသားများအနေနဲ့ passport PJ PB နဲ့ PS ကိုင်ဆောင်ထားသူများအနေနဲ့နိုင်ငံကူးလက်မှတ်တရားတိုးရန်မြန်မာတယုံတို့လာရောက်ကြစဉ်တွင်မိမိတို့ထမ်းဆောင်လိုကြတဲ့ကာလများအတွက်ဝင်ငွေခွန်များကိုတပါးတည်းပေးဆောင်လျက်ရှိကြောင်းသိရပါတယ်။အဲဒီလိုပေးဆောင်လျက်ရှိရမှာ ်မြန်မာတန်ယုံစိုးမျိုးအနေဖြင့်ငွေသားလက်ခံရယူခြင်းအစားကရင်ကရှင်ကတန်ယုံရဲ့ဘန်ဝေစင်းရင်တို့တိုက်ရိုက်ပေးသွင်းခြင်းအဖြစ်2025ခုနှစ်မေလ12ရက်နေ့မှစတင်ပြီးပေါ်ပြပါနီလန်းဖြင့်ပြောင်းလဲလက်ခံဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါသည်ဝင်ငွေကွန်ထမ်းဆောင်မဲ့ကာလနှင့်ပမာဏအနေဖြင့်ပေါ်ပြပါတမတ်ချက်များအရမိမိတို့ရဲ့အကျုံးဝင်မဲ့ဝင်ငွေကွန်ထမ်းဆောင်မဲ့ကာလနဲ့ပမာဏကိုကန်ကက်ရှင်ကဥစွာရွေးချယ်ရမှာဖြစ်ကြောင်းကိုရီးယားသမ္မတနိုင်ငံသော ်17ရက်12လ2023ရက်ထက်နောက်မကျဘဲရောက်ရှိလာသူများအနေဖြင့်တလားလျင်ကိုရီးယားဝမ်3200နှုန်းဖြင့်18လစာအတွက်ကိုရီးယားဝမ်9,6000ထန်းဆောင်ရမှာဖြစ်ပြီးကိုရီးယားသမ္မတနိုင်ငံသို့စတင်ရောက်ရှိလာတဲ့အထောက်အထားတင်ပြရန်မလိုအပ်ကြောင်းကိုရီးယားသမ္မတနိုင်ငံသို့တရက်9လ2024ရက်ထက်နောက်မကျဘဲရောက်ရှိလာသူများအနေနဲ့တလားလျင်ကိုရီးယားဝမ်3,200နှုန်းနဲ့17လစာအတွက်ကိုရီးယားဝမ် 3,400ထန်းဆောင်ရမှာဖြစ်ပြီးကိုရီးယားသမ္မတနိုင်ငံသို့စတင်ရောက်ရှိလာတဲ့အထောက်အထား Visa State ကစသည်တင်ပြရန်လိုအပ်ကြောင်းကိုရီးယားသမ္မတနိုင်ငံသို့တရက်တလ2025ရက်ထက်နောက်မကျဘဲရောက်ရှိလာသူများအနေနဲ့တလလျင်ကိုရီးယားဝမ်3,200လုံးနဲ့6လစာအတွက်ကိုရီးယားဝမ်3,900ထန်းဆောင်ရမှာဖြစ်ပြီးကိုရီးယားသမ္မတနိုင်ငံသို့စတင်ရောက်ရှိလာတဲ့အထောက်အထား Visa State ကစသည်တင်ပြရန်လိုအပ်ကြောင်းပါရှိပါသည်။ ဆက်လက်ပြီးမြန်မာတန်ယုံစိုးမျိုးရဲ့ကိုရီးယားဝမ်ဘန်ငွေစင်းအမှတ်1749100124801 KEB Hana Bank Beneficiary Name မြန်မာ Embassy တို့ကိုရိုင်းဖြစ်စေ ကိုစလဲဖြစ်ဖြစ်စီကြိုတင်ပေးသရမှာဖြစ်ပြီးလက်ကင်ဘုံရှိမိုဘိုင်းဘဏ်ကင်မှာတဆင်ငွေလဲပြောင်းပေးပို့ခြင်းကိုမပြုလုပ်ကြပါရန်အထူးအသည့်ပေးရကြောင်းကိုစလဲဖြစ်ပေးသွင်းခြင်းဖြစ်ပါကငွေလဲပို့သူအမိအတွက်ကိုစလဲရဲ့အမိကိုရည်သွင်းဖော်ပြခြင်းမပြုဘဲအခွန်ထမ်းဆောင်သူရဲ့အမိကိုသာဖော်ပြပေးရမှာဖြစ်ကြောင်းပါရှိပါသည်။အဲဒီနောက်မြမတယုံတို့လာရောက်ပြီးဘဏ်ငွေသွင်းချလန်မူရင်းမူရင်းကိုပြသကအခွန်ပေးသွင်းသူတို့ပြန်ပေးရမယ့်ဖြတ်ပိုင်းကိုပြန်လည်ထုတ်ယူရမှာဖြစ်ကြောင်း ဝင်ငွေခွန်ထမ်းဆောင်ရမယ့်ကာလနဲ့ပမာဏလွဲမှားမှုမရှိစေရန် အခွန်ထမ်းသူမှဘန်တို့ဝင်မပေးသွင်းပြီးတေစာစစ်စစ်ရန်လိုအပ်ပြီးလွဲမှားနေကြောင်းစစ်စစ်တွေ့ရှိရပါကလိုအပ်တဲ့အခွန်ငွေကိုထပ်မံပေးဆောင်ရမှာဖြစ်ကြောင်းသိရပါသည်အဲ့ဒီအတွက်ကြောင့်မိမိတို့ထမ်းဆောင်လိုကြတဲ့ကာလများအတွက်ဝင်ငွေခွန်များကိုတန်ယုံရဲ့ဘန်ငွေစရင်အမှန်ဝ74910001 24801 KEB ဟနာဘန် beneficiary name မြန်မာ embassy တို့စနေရက်9လ2025ရက်နေ့တနင်္လာနေ့မှာစတင်ပြီးတိုက်ရိုက်ပေးသွင်းကတန်ယုံမှာအခွန်ပေးသွင်းသူတို့ပြန်ပေးရမယ့်ဖြတ်ပိုင်းကို ပြန်လည်ထုတ်ရမှာဖြစ်ပါကြောင်းကိုရီးယားနိုင်ငံဆိုမျိုးရှိမြန်မာတန်ယုံကထုတ်ပြန်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေလန်းစာကျင်တပိတ်တာလင်း900ကျပ်အထိစာကျင်တွေဈေးနှုန်းရှိနေပြီမဲ့လဲစားတော်သူများတွင်စားမရှိဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်တလုံးနေလန်းစာကျင်တပိတ်တာလင်း 900ကျပ်ထိစာရင်းတွေဈေးနှုန်းရှိနေပေမဲ့လည်းစားတော်သူများတွင် စားမရှိကြောင်းမွန်ပြည်နယ်တမြှုပ်စရဲမြို့နယ်အတွင်းမှစားတော်သူများရဲ့ပြောကြားချက်များအရသိရပါဗျ။မွန်ပြည်နယ်အတွင်းရှိနေလန်းစားကျန်းစင်းတော့မှာတပိတ်သားလေးရခင်က380ကျပ်မှ400ကျပ်အထိဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့ဘူးပေမဲ့လည်းယခုနှစ်ဧပြီလတကြံကာလအပြီးမှာနေလန်းစားကျန်းတပိတ်သားလေး900ကျပ်အထိပေါင်စည်းရှိနေကြောင်းတံပြူစရဲမြို့နယ်မှာစားလုံငယ်ရှင်တို့ကပြောကြားပါသည် ၎င်းကဆက်လက်ပြီးဒီနေ့မှာအေပီလာဒုတိယပတ်ကစလို့မိုးကရွာလိုက်တော့စားကွင်းတွေအကုန်လုံးပြတ်ကုန်နေအဲ့ဒီအပြင်ကိုနေရောင်ကလည်းကောင်းကောင်းမရတော့စားတောက်သူတွေကနေလန်းစားချက်လုပ်ငန်းတွေကိုအေပီလာဒုတိယပတ်တွင်းမှာလေပိတ်သိမ်းလိုက်ကြရတယ်လို့သိရပါတယ်စားတော်သူတွေမှာလဲစားလက်ချက်တိတ်မရှိတော့ဘူးလို့သိရပါတယ်လို့ပြောကြပါတယ်။ဒါပေမဲ့လဲစားချမ်းဈေးကွက်တွင်ဝယ်လို့အများကြီးရဲ့အတွက်ကြောင့်စားစင်းလို့မြင့်တဲ့နေချင်းဖြစ်ကြောင်းလဲ၎င်းကဆိုပါတယ်။ စားတော်သူများထံမှစားမရရှိရခြင်းရဲ့အဓိကချက်မှာစားထမ်းလုပ်သမားရှာဖွေမှုကြောင့်ဖြစ်ကြောင်းတံမြူစရဲမျိုးနဲ့ပန့်ငါကျေးရွာမှစားတော်သူတို့ကပြောကြပါတယ်။စားတော်သူများထံတွင် စားမရှိခြင်းရဲ့နောက်ထပ်အကြောင်းရင်းတစ်ခုမှာ AB လ17ရက်နေ့ညပိုင်းမှစတင်ကမိုးသေးစီမဲကြီးရိုက်တဲ့အတွက်ကြောင့်စားကွင်းများအလုံးရေရှမ်းကပျက်စီးကုန်ကြောင်းနဲ့အဲ့ဒီချိန်တွေများကြောင့်စားကြံဈေးနှုန်းကမော့ကမော့ဖြစ်ပြီးစားကြံဈေးမြင့်ကလက်တလောစားကြံတစ်ပိတ်သာလျှင်900ကျပ်အထိမြင့်တက်နေခြင်းဖြစ်ကြောင်း၎င်းတောင်သူကဆက်လက်ပြောကြားပါသည် စားကွင်းမှနေလန်းစားများအားတာပေါင်ပေါ်သို့စားထမ်းလို့သမားများနှင့်သာထမ်းနေရတဲ့အတွက်ကြောင့်စားထမ်းလို့သမားမရှိပါကစားသူများထံတွင်စားမြတ်များများရှိနိုင်ကြောင်းနဲ့အဲ့ဒီအချိန်လေးကြောင့်လည်းစားစင်းတို့ပြည်내ကျဆင်းနိုင်ခြင်းမရှိကြောင်းစားတော်သူများကသုံးသပ်ပြောကြားချက်များအရသိရပါသည်ဆလဘီဂျေရုဆလင်မြို့ကိုတော်မီများရောက်လာနိုင်တယ်လို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နီတန်ရာဟုတ်သတိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျေရုဆလင်မြို့အနီးမှာလှင်မြန်စွာကူးစက်လာတဲ့တုံးမီများကမြို့ကိုရောက်လာနေတာကြောင့်မိမိဟာတနိုင်ငံလုံးအရေးပေါ်အခြေအနေကိုကြီးညာခဲ့တယ်လို့အစ္စရေးဝန်ကြီးချုပ်ဘီဂျမင်နီတရာဟုက AP လ30ရက်နေ့မှာသတိပေးခဲ့ပါတယ်။ပိမ့်ပိတ်နေတဲ့မိဂိုတို့ကဂျေရုဆလင်မြို့အနီးရှိအဝေးပြေးကားလမ်းများရဲ့အထက်မှာတလိလိတက်နေပါတယ်။မိသက်သမားတို့ကလူအချို့တရရရှိခဲ့တဲ့တော်မီများကိုအလင်းအမြတ်ထိ ंछ ုံရန်စူးစမ်းလျက်ရှိပါသည် ဒါ့အပြင်မိသက်သမားများကိုကူညီရန်စစ်သားများကိုပါဖြန့်ကျက်ထားရလို့သိရပါတယ်။အရက်သားရကနန်းဟာနှစ်ပေါင်းများစွာတင်အစိုးရဆောင်သောတုံးမီများကြောင့် NDA ကြုံနေရတယ်လို့ Israel ရဲ့ Marjan David KSA Agency ကထုတ်ပြန်ခဲ့ပါတယ်။လူ23ခန့်ကိုကုသပေးနေရလို့၎င်းအေဂျင်စီကပြောကြားခဲ့ပြီး၎င်းတို့တဲက73ဦးကိုစေယုံတင်မိထားတယ်လို့ဆိုပါတယ်။စေယုံတင်လိုက်ရသူအများစုမှာမိခိုးများရှူဆိုင်မိခြင်းနဲ့မိနောက်ခံရခြင်းတို့ခံစားခဲ့ကြရသူများဖြစ်တယ်လို့သိရပါတယ်။ ထိုထဲတွင်ကိုဝင်ဆောင်2ဦးနဲ့အတတနှစ်အောက်ကလေးငယ်2ဦးပါဝင်တယ်လို့ Mars Scientific ကိစ္စရေးအေဂျင်စီရဲ့ထုတ်ပြန်ချက်ကဆက်လက်ဖော်ပြထားပါတယ်။3ပေးချက်အဆင့်ကိုအမြင့်ဆုံးအဆင့်သို့တိုးမြှင့်ထားရလို့ဆိုပါတယ်။တော်မီများကမော်ဒင်မြို့အနီးကတောင်ဆောင်းကိုလောင်းထားတယ်။မော်ဒင်မြို့နေနေထိုင်သူ Juvet Araroni ကမိုးလေဝသကိုတည်ထားတာဖြစ်လို့ကျွန်တော်တို့အလွန်ဝမ်းနေပါတယ်။အဲ့လိုမျိုးဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့သိထားပါတယ်။ သူတို့ရေများကြီးတို့ချနိုင်တဲ့လေရင်ကြီးနဲ့အတူအဆင်တည်ဖြစ်မနေဘူးဆိုတာကိုလည်းကျွန်တော်တို့သိထားပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။အနောက်လီတို့ကတော်မီများကိုဂျေရုဆလင်စင်ကြီးဘုံများတို့လွဲကူစွာတွန်းပို့နိုင်ပြီးမြို့တွေကိုတော့တွန်းပို့နိုင်တယ်လို့အစ္စရေးဝန်ကြီးချုပ်နေတရာဟုကသတိပေးခဲ့ပါတယ်။ကျွန်တော်တို့ကတထိုင်သမျှမိသက်ကားများများယူလာဖို့လိုပါတယ်။လက်တလောအတန်လိုက်မီးလောင်နေတဲ့နေရာတွေရဲ့အလွန်မှာကျွန်တော်တို့ကမီးတားတွေကိုဖန်တီးမှဖြစ်ပါတယ်။ကျွန်တော်တို့ဟာအခုတိုင်းငယ်လုံးအရေးပေါ်ခြေနေဖြစ်နေပါတယ်။ အရက်ဒေတာတစ်ခုတည်းကပ်ပြီးအရေးပေါ်ချင်နေမဟုတ်ပါဘူးလို့ဗီဒီယိုထုတ်ပြန်ချက်မှာနေတရာဟုကပြောကြားခဲ့ပါတယ်။ယခုလက်ရှိဦးစားပေးကတော့ဂျေရုဆလင်ကိုကောက်ွယ်တာပဲဖြစ်ပါတယ်လို့၎င်းကဖြည့်ဆွက်ပြောခဲ့ပါတယ်။လွန်ခဲ့တဲ့ပတ်ကလောင်ခဲ့တဲ့နေရာများတွင်တော်မီများထပ်မံလောင်ခဲ့တာကြောင့်ရဲတို့ကဂျေရုဆလင်တယ်အဖစ်အဝေးပြေးလမ်းမကြီးကိုပိတ်ထားလိုက်ပြီးလမ်းတက်လျှောက်ရှိနေခဲ့များကိုရွှေ့ပြောင်းပေးခဲ့ပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ UFC Champion Hong Kabi က Evra ရဲ့ပထမဆုံး MMA ပွဲအတွက်လေ့ကျင့်ပေးရန်ကမ်းလှမ်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အနာယူတော်ပြီဖြစ်တဲ့ UFC Lightweight Dan Champion Hong Kabi ကပြည်သင်းနောက်ခံလူဟောင်း Evra ရဲ့ပထမဆုံး MMA ပွဲစဉ်အတွက်ကုညီလေ့ကျင့်ပေးရန်ကမ်းလှမ်းခဲ့ကြောင်းသိရပါတယ်။ အီဗာ43နှစ်ဟာပြည်သိနိုင်ငံမှာမေလ23ရက်ကျင်းပမယ့် PFM ပြိုင်ပွဲမှာပထမဆုံး MMA ပွဲစဉ်ရှင်ပြိုင်ထုတ်တက်မှာဖြစ်ပြီးပြိုင်မဲ့ကစားသမားကိုမူကြေညာခြင်းမရှိသေးပါဘူး။လေကျမှုပြုလုပ်နေစဉ်ခါဘီထံမှဖုန်းခေါ်လာတဲ့ဗီဒီယိုကိုအီဗရာက Instagram မှာတင်ထားခြင်းဖြစ်ပါတယ်။ခါဘီကညီအကိုကြီးခမရအဲ့ဒါကိုလုပ်ဖို့မလိုပါဘူး။ဘာလို့လေ့ကျင့်နေရလဲ။တိုက်ပွဲဝင်ဖို့လိုအပ်တယ်ဆိုရင်ခမရအတွက်ကျွန်တော်တိုက်ခိုက်ပေးမှာပေါ့လို့ဆိုပြီးအီရာက ငါရဲ့အနောက်မှာရှိနေပြီလို့ကျေးဇူးတင်ပါတယ်။ဒါပေမဲ့လေ့ကျင့်ဖို့လိုတဲ့ညီရကိုအဲ့ဒါကိုအလေးနဲ့ထားဖို့လိုတယ်။ဒီအက္ခစားနီးနဲ့မင်းကိုငါဘလောက်လေးစားမှုရှိလဲဆိုတာမင်းသိပါတယ်။အဲ့ဒါကြောင့်မင်းနဲ့တစ်ချိန်လောက်လေ့ကျင့်ဖို့တော့တကယ်လိုလိမ့်မယ်လို့တုံ့ပြန်ခဲ့ပါတယ်။တို့ဖြစ်ရခါပြီးကကျွန်တော်ခဏခဏပြောပူပါတယ်။ကျွန်တော်စီနေရာပို့လိုက်ပါ။ကျွန်တော်လာရှာမယ်။နေရာသာပို့လိုက်ပါ။ဘာမှလည်းပြောပါ ကျွန်တော်နဲ့တွေ့ရင်အဆင်သင့်ဖြစ်နေစေရမယ်။လူတွေကိုဘလို့ချီးမွမ်းရမလဲဆိုတာကျွန်တော်သင်ပေးမှာပါလို့ဆက်လက်ပြောကြားပါရစေ။အီဗရာဟာ၎င်းရဲ့ပထမဆုံးပွဲစဉ်အတွက် UAE နိုင်ငံဒူဘိုင်းမြို့မှာလေ့ကျင့်လျက်ရှိကြောင်းသိရပါရစေ။11ရက်နေ့ရမယ့်မနက်ခင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနက်ခင်းလေးဖြစ်ကြပါစေရှင်